မင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါလိမ့်ဗျာဒီနေ့မှာတော့မျက်စိစွမ်းနေတိုးစီမယ်မျက်စိနဲ့ပတ်သက်တဲ့ယောဂဝိဒနာတွေကင်းစီစီမယ်စက္ကူတော့၅ဘာခါတာပြန်လည်မရအောင်ပေးလိုက်ပါရဗျာဒီခါတော့ရွတ်ထားလို့ရှိရင်မျက်စိနဲ့တွေ့ကပ်နေတဲ့ယောဂဝိဒနာတွေကင်းစီပပျောက်စီစီလို့အမြင်ဝါချင်းအမြင်မာချင်းအမြင်နေဝေဝါချင်းနေမဖြစ်စေပါဘူးတစုံတရာကိုကိုကကြည့်လိုက်တယ်ကြည့်လိုက်တဲ့အဲ့ဒီလူတယောက်ကကောင်းလားဆိုတာဆိုတာကိုတန်းသိနိုင်တယ်အဲ့ဒီလူရဲ့မျက်နှာချင်း အရေးကြီးကိုကြိလိုက်တဲ့နဲ့တန်းတိတယ်မျက်စိနဲ့တခုကြိလိုက်တဲ့အဲ့လူတယောက်လူကောင်းလားလူဆိုးလားဆိုတာတန်းခွဲနိုင်တယ်အဲ့တော့တစုံတစ်ခုကိုကြည့်တော့မယ်စူးစူးရှက်ရှက်လေးကြိလိုက်တာနဲ့ အဲ့အရာတခုဟာထင်ထင်ပြက်ပြက်တတားကြီးကိုယ်စီမှာအာရုံနမိတ်မှာလာပြီးပေါ်စီတယ်။မျက်စိစွန်ကနေတိုးစီတယ်။စကုတော်၅ဘာကာတာပဲဖြစ်ပါတယ်ဗျ။အဲ့တော့မျက်နှာချင်းဆိုင်ပြောမယ်ဆိုမဲ့ကိစ္စတွေအဲ့လူမျက်နှာကိုကြည့်ပြီးပြောလို့ရှိရင်ကိုပြောတဲ့စကားတွေကိုသူကနာခံပြီးကြောက်ရွံ့ရတယ်။ပြောစကားတွေအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီကတော့ရေကိုတောက်ပြီးတော့ဒီကတော့38ခေါက်မန်းရေတောက်ပြီးပြောရင်ကိုပြောတဲ့ပြောကိုပြောတဲ့စကားတွေကတစ်ဖက်မှာစီးစီတယ်။အဲ့တော့တချို့ရှိနော်။အာကျွန်တော်ဘက်ကအသာစီးရအောင်လုပ်ပြပါဆိုလို့ရှိရင်ဒီကတော့ရေမန်းပြီးတောက်ထားလို့ရ ားတယ်အဲ့တော့မျက်နှာချင်းဆက်သူမျက်နှာကိုကြည့်ပြီးပြောရင်အောင်မြင်စေတယ်မျက်စိစွမ်းအားတွေတိုးစေသလိုမျက်စိနဲ့ပတ်သက်တဲ့ယောဂဝိဇ္ဇာတွေကင်းစင်ပပျောက်စေတယ်စကုတော်၅ပါးခါတာပဲဖြစ်ပါတယ်အယံသုံးဝင်ပြီးအယံဆွမ်းထက်ပါတယ်ဗျရုပ်ဘောပေါ်မြတ်မဲ့စကုတော်၅ပါးခါတာတို့ကြည့်ရတော့ဗုဒ္ဓဆက်ကုတမန္တာဆညာဏယံဒိဗ္ဗဆက်ကုဆဓမ္မောတိပိဉ္စဆက်ကုဟိဓတဝိမာရဇိနမေကျွန်တော်နောက်တစ်ခေါက်ပူဇော်ပေးပါဦးမယ်ဗျာ ဗုဒ္ဓသက္ကုတမနာသညာနံယံဒိဗ္ဗသက္ကုသဓမ္မောတိပိဉ္စသက္ကုဟိဒတဝေမာရဇိနမေဗုဒ္ဓသက္ကုတမနာသညာနံယံဒိဗ္ဗသက္ကုသဓမ္မောတိပိဉ္စသက္ကုဟိဒတဝေမာရဇိနမေဆိုပြီးခါရလေးကိုမိတ်ဆွေများက 29ခေါင်29ခေါင်ရုပ်ပပေါ်မြပါအရေးကြုံတဲ့အခါမျိုးမှာအရေးကြီးတဲ့အခါမျိုးမှာပြောဆိုတော့မယ်ကိစ္စတွေအဲ့တော့မျက်နှာချင်းဆိုင်ရှင်းရမယ်ကိစ္စတွေရှိရင်ဒီကတော့39ခေါင်ယုံမှန်းပြီးတောက်သွားလို့ရတယ်မျက်နှာတွေတက်သွားလို့ရပါတယ်ဗျအဲ့တော့ကိုပြောတဲ့စကားတွေအောင်မြင်စေသလိုမျက်စိစွမ်းအားတွေတိုးစေပါတယ်ကျွန်တော်ရှိရပြောသလိုပဲအဲ့လူတယောက်ကိုကကြည့်လိုက်တယ် ချစ်တဲ့အဲ့ဒီအဲ့ဒီတော့ကကောင်းလာဆိုတော့ဆိုတော့ကိုအိုင်နမိတ်မတန်းတိတဲ့တက်ခနေတို့တိတဲ့ပေါ့နော်ဒါဆိုတခုကိုကကြည့်လိုက်တဲ့ဒီကစားမာလာမန်လားဆိုတော့တေချာဆုံးဖြတ်နိုင်တယ်အဲ့တော့တခုခုပေါ့နော်အိုင်စူးဆိုင်ပြီးကြည့်လိုက်တာနဲ့အဲ့ဒီအရာတွေက ထင်ရှားပြတ်သားလာတယ်မျက်စိနဲ့ပတ်သက်တဲ့ယောဂဝိဇ္ဇာတွေအထူးကင်းစင်စေတဲ့စကုတော်၅ပါးခါတာပဲဖြစ်ပါတယ်ဗျခဲမိတ်ဆွေများအတွက်အမြောက်ပေးလိုက်ပါတယ်ဗျကျေးဇူးနာစီမိတဲ့ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျမိတ်ဆွေများလည်းရုပ်ပပေါ်များလို့သောကာရမန်နဲ့များရှိတဲ့ခေါမမရေခဲ့မိခဲ့တောင်းခဲ့ပေးပါဦးဗျကျွန်တော်ချက်ချင်းမပြောင်းလဲမြောက်ပေးပါတယ်ဗျမိတ်ဆွေအားလုံးလည်းအန်နင်ကြီးဘေးရှင်းပါသည်မျက်စိနဲ့မျက်စိဆောင်အားတွေတိုးကြပါသည်ယောဂဘေးပြားတွေကင်းဝန်းကြပါသည်ဗျအစီအမံနဲ့ like screen နေပြီးအားပေးခဲ့ပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ